Hello အားလုံးပဲမင်္ဂလာပါဒီနေ့ video နဲ့မှာ fairy လေးတွေကပေးတယ်နဲ့တငယ်လေးတွေကပေးတယ် message နဲ့ပတ်သက်ပြီးတော့ပြီးမှဖြစ်ပါတယ်ဆိုတော့အရင်ဆုံး ကျွန်မဒီနေ့နှစ်ကပ်ပေါ့နော်အဲထုတ်ပြီးတော့ ဒီ fairy oracle လေးတွေ fairy tale လေးတွေနဲ့ကြည့်ပြီးမှမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒါမတိုင်ငယ်အရင်ဆုံး signifier ကလေးတွေအနေနဲ့ဒီမှာ twin flame ascension ဆိုတဲ့ကလေးတွေထည့်ပြီးထားရပါတော့ဆိုတော့အခြေရေးတော့ကွတီဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ဒီမှာ fairy တွေရဲ့ energy ပေါ့နော်ကိုယ့်ကိုဒီနတ်ငယ်လေးတွေအောက်လျှောက်လေးတွေပါပြောချင်နေဆိုတဲ့ energy နဲ့ကြိုက်တဲ့ဟာမျိုးလေးဆိုတော့ okay သူတို့နဲ့ energy ကြိုက်တဲ့သူတွေလူသားတွေအတွက်ပေးချင်တယ်သူတို့ဘက်ကပေးချင်ပြောချင်တဲ့ message လေးတွေဆိုတော့ကျွန်မဒီ twin flame ascension ကလေးကိုရွှေ့လိုက်တယ်ပေါ့နော် တော့ဒီမှာအတန်နည်းနည်းတိုးနေရဆိုအတန်နည်းနည်းဝင်ပြီးချောင်းဆိုးနေလို့ပါဒီလားဆိုတော့ဒီဗီဒီယိုလေးကိုအတန်လေးမြင်ပြီးတော့ကြည့်ပေးလို့ရပါတယ်နော်โอเคအဲ့တော့ဒီမှာအရင်ဆုံး signifier ကလေးနှစ်ကတ်ထုတ်လိုက်မယ်ကနမတင်နေကနမနှစ်ဘာကြောင့်လဲတော့မသိဘူးပေါ့နော်ဘာကြီးထွက်လာလဲတော့မသိသေးဘူးโอเคဆိုတော့1နဲ့2နကတိတကောတော့ဝါရှုပ်ပြီးရွေးပေးပါရွေးပေးပြီးဗီဒီယိုကိုစပြီးဖတ်လို့ရပါပြီ။ Okay, let's check. Alright, layers are high priest personal empowerment. Okay, number two. Number two is mirror reflection at karmic perch. Number two, number three is high priest. Fairy lady are beijing and must high priest personal empowerment. Okay. Fairy ရပြောချင်နေရဟာဗာလဲဆိုအခြေအနေနဲ့ပတ်သက်ပြီးတော့ ကိုကိုချစ်ဖို့အချင်းရောက်ပြီးကိုကိုချစ်တာကြိုးပေးလိမ့်မယ်နော်ပြီးခါကျရင်ကိုကိုချစ်တဲ့ကိစ္စရဲ့ဒီမှာလဲအရင်ထက်ပိုပြီးလှုပ်ဖြစ်လာမယ်ဆိုတော့ energy မျိုးတွေ့ရတာပေါ့နော်ဆိုတော့ fairy တွေရဲ့ energy ကစပြီးပေးရဒီကမချိုးခင် message အနေနဲ့ဆိုလေ it's time to wake up နော်နိုးထားဖို့အချိန်ရောက်ပြီ it's time to walk on yourself မင်းကုံမင်းအလုပ်လုပ်ဖို့အချိန်ကြပြီမင်းကုံမင်းချစ်ဖို့အချိန်တန်ပြီမင်းကုံမင်းဆောက်ရှောက်ဖို့အချိန်တန်ပြီဆိုပြီးတော့ပေးနေ message လေးကိုမြင်ရတယ်ပေါ့နော်โอเค Queen of Winter အင်း Queen of Winter ဒီမှာဒါ fairy နဲ့တမီးလေးပေါ့နော် Luck of people are think that no longer serve you อืม now is the time to focus on your career and marry or divorce individuals တူလားအခုဒီမှာ fairy တွေကစပြောနေပြီကိုယ့်ရဲ့ personal empowerment နဲ့အခုချိန်မှာကိုယ့်ကိုပါအာရုံစိုက်ဖို့လိုလေသိလာတယ်မင်းကိုမင်းအာရုံယူဆိုင်လိုက်တယ်မင်းဘဝမှာကိုယ့်အတွက်နော်မသိပြီးတော့ပတ်သက်ဆရာမလိုတဲ့အရာတွေပစ္စည်းတွေအကုန်လွတ်ချလိုက်တော့တန်မာပြီးတော့ကိုယ့်ဘဝကိုလုံလောက်အောင်ဒီမှာ hyperius ရဲ့ energy ကိုလည်းကြည့်သူခေါင်းဆောင်ဆောင်းနေတယ်လက်ထဲမှာအာနာအခွင့်အာနာပေါ့အခွင့်အာနာဆိုတာကိုပြထားတယ် ခွင့်အာဏာတွေရှိတယ်ကိုဘွားကိုပြန်ပိုင်ပြီကိုဘွားရဲ့အာဏာစက်တွေကိုပြန်ရပြီဆိုတဲ့ energy မျိုးကိုတွေ့ရတယ်အဲ့တော့ကိုဟာလက်ထက်ပြီးသားသူပဲဖြစ်ဖြစ်လက်မထက်သေးတဲ့သူပဲဖြစ်ဖြစ်ဒါမှကွာရှင်းပြီးသားသူပေါ့နော်ဒီမှာရီးစားနဲ့ပြတ်ထားတာတို့ကွာရှင်းပြီးသားအိမ်တော်နဲ့ကွာရှင်းပြီးသားသူတို့ single mom တို့အကုန်ပါလိမ့်မယ်အဲ့အကုံလုံးပါပြလို့ဆိုအကုံလုံးပြောတာနော်တဲ့လားခွေးနှောင်းဝင်တိုင်းရဲ့ energy ကသူအကုံလုံးပြောတာနော်တဲ့ဒီ reading ကိုကြည့်နေတွေ့အကုံပြောတာကိုယ့်ရဲ့ career ကိုယ့်အလုပ်ကိုကိုယ်အာယုံစိုက်တော့တယ်ကိုယ်စီးပွားရေးကိုအာယုံပြန်စိုက်တော့တယ်သိလား ိုးပွားတွေထွက်သွားတဲ့ဟာတွေကိုတွေးမနေနဲ့ကိုစီးပွားရေးကိုအအောင်ပြန်ဆိုင်တယ်။ Okay ။ Fairy တွေကနတ်တငယ်တွေကအဲ့လိုပြောလာပြီဆိုရင်ဂျိမ့်သေးတယ်အရေးကြီးလို့ပဲ။တော်ရုံဆိုသူတို့အဲ့လိုမျိုးအရင်တချို့ message တွေဆိုမပြော fairy message တွေဆိုကျွန်မကြည့်ပြရတာအနေနဲ့ဒါ fairy message first time ဖြစ်နိုင်တယ် fairy message ဆိုရဲဒီကောင်းစီအောင်မှာသွားတဲ့ဟာမျိုးဖြစ်နိုင်တယ်ပိုင်ရင်းလေးတော့ကျွန်မ fairy တွေနဲ့တိတ်ပြီးတော့မရေးဘူးပေါ့နော်ဟုတ်ဆိုသူတို့ energy တော့ပြင်အောင်မှန်လေးမှန်နေကြောက်လို့ကြောက်ဖို့ကောင်းတယ်မှန်လို့ရင်းတယ်โอเคဆိုတော့ဒီကက်ကနှစ်ကက်ထပ်နေမြန်လား Okay. Okay, the start. Look to the future with hope and optimism. The power of faith to move mountains. Happy changes that bring relief from challenging time. Again, I did the star. အောင်မြင်မှုတွေလာပြီရတလားယုံကြည်မှုရဲ့စွမ်းအင်ရလေးတောင်တန်းကြီးတွေအောင်မှာရွှေ့ပြစ်လိုက်နိုင်နေတဲ့ကိုကိုကကိုလွတ်လပ်စွာနဲ့ပြန်တန်းနိုင်မယ့်အနာဂတ်ကိုအကောင်းမြင်စေနဲ့ကြည်ပါတဲ့ဒီလား fairy တွေကလေကိုယ့်အလိုတော်တော်လေး information ပေးနေတဲ့ buy one ပတ်သက်သတိထားเนาะတိလာအဲ့လိုမျိုးဝေါ်ဟာရအရန်ပါတာပေါ့เนาะဆိုကျွန်မစိတ်ထင်တာ fairy တွေတဲ့မှာကိုယ့်အလိုဆောက်ရှောက်နေတဲ့အကြီးကဲတယောက်ပါလိမ့်မယ်เนาะအကြီးကဲတယောက်ကဒီ queen of winter နဲ့စားရတော့အကြီးကဲတွေတော့ပါတာပေါ့เนาะဆောက်ရှောက်အကြီးပိုင်းတွေပါတယ်ပေါ့ fairy တဲ့မှာမတူသူ ranking တွေနဲ့သူတွားတာဟုတ်ဟိုပြားလုတ်သားတွေဆိုရင်ထားပါပြားပြင်မှရှိရပြားလုတ်သားရှိရအဲ့လိုပုံစံမျိုး fairy တွေမှာလည်းသူလုတ်သားရှိတယ်ဂုံသေးရှိတယ် အဲအစင်းစင်ပဲသူအလွာလေးလွာရှိတာ fairy တွေမှာအဲ့လိုဟာမျိုးတွေကပါတယ်ပေါ့နော် prince of ordon and dependable protective chivalrous humorous curious but wise action miracle um yeah uh meticulous attention to detail kindness to other okay အဲ့တော့ဘာလို့အမလဲဆိုလို့ရှင်ရှေ့ဆက်ပြီးတော့လေကိုကိုလည်းကျင်းသားသူများတွေလည်းကျင်းသားကိုရဲ့ဒီရွှင်ပြတဲ့ပျော်ရွှင်တဲ့ငယ်ရွယ်တဲ့ကိုရဲ့ဒီစိတ်ပေါ့လူငယ်စိတ်ကလေးပေါ့နော်ဒီပိုင်ဝန်းနေတဲ့မှာဆိုရင်ယူထားရတဲ့သူတွေမှာချို့ဆိုလူငယ်စိတ်ပျောက်တော့မဲ့သူတွေရှိတယ်လူငယ်စိတ်ပျောက်မယ်ဆိုတော့တဘောတရအသက်ကြီးလာတာမျိုးပေါ့ချို့ဆို35 40ဖြစ်လာတာမျိုး30 35ဖြစ်လာတာမျိုး20ကျော်နေ30ပြီတော့မှဆိုအဲ့လိုမျိုးပေါ့အသက်ရွယ်တကူရောက်လာတော့ဟာငါလူကြီးဖြစ်ပြီဆိုပြီးတော့အဲ့လိုကြီးတွေ့ပြီးလူငယ်စိတ်ကိုဖျောက်ပလိုက်ဖို့ တွေးနေသူရှိတယ်မဖြောက်ပါနဲ့တဲ့ February ကဘာပြောလဲဆိုတော့မင်းရဲ့လူငယ်ဆန်တဲ့စိတ်ကလေးကိုမွေးမြူပါဆက်ဆူတဲ့စိတ်ကလေးတွေတည်ချင်တဲ့စိတ်ကလေးတွေလိလာချင်တဲ့စိတ်ကလေးတွေနိုးကြားနေတဲ့တကြွနေတဲ့စိတ်ကလေးတွေကိုလူကြီးဖြစ်ပြီဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့မပိတ်လိုက်ပါနဲ့တဲ့သူများတွေကိုလည်းကျင်တာပါကိုယ့်ကိုယ်လည်းကျင်တာပါချစ်ခင်ပါတဲ့ The Emperor use logic and structure to increase your success get organized a firm but compassionate leader the hybrids see ဟမ်ဒီမှာလေးဘယ်ရောညာကိုခြင်ရတာပြမယ်နော် အပြာရောင်နဲ့အဝါရောင်အပြာရောင်နဲ့အဝါရောင်ဘယ်ရောညာကိုခြင်တာမကြည့်နှလုံးသားကိုအချစ်တီကိုကဘာကြီးကိုခြင်တာကြည့်ပါဦးဟွန်းဟွန်းဒါဒါ that's why အကြောင်းကြီးဒီ twin flame ascension ကိုကျွန်မထုတ်သုံးခြင်းလေးပေါင်းနေတာပေါ့နော်ဆိုတော့ by one ကို fairy တွေကဘာပြောလဲဆိုတော့ကိုဘွားကြီးမှလေကဘာအနှက်ခီးသွားခြင်းလား ိုစီးပွားရေးတွေလှုပ်ချင်တာအောင်မြင်မှုတွေအချင်းနဲ့ပတ်သက်ပြီးအောင်မြင်မှုတွေရချင်တာအိမ်တောင်ကြီးအောင်မြင်မှုတွေရချင်တာကိုဘဝအောင်မြင်မှုတွေရချင်တာအလောက်ကန်အောင်မြင်မှုတွေရချင်တာနိုင်ငံရေးချခရီးသွားချင်တာဘာလှုပ်ချင်လဲဘာရချင်လဲဘာအောင်မြင်ချင်လဲ personal empowerment အယုံဆိုင်ပြီးတော့နီးစနစ်တခြားနဲ့ကိုဘဝကိုပုံသွင်းပြီးတော့အသုံးပြုလိုက်တော့တဲ့ကိုဘဝကိုပုံသွင်းပြီးကိုဘဝကိုအသုံးပြုနော်ကိုဘဝကိုသူများတွေလာအသုံးပြုနေတာကိုမခံနဲ့ကိုဘဝကိုအသုံးပြုတေချာလေးစီးစနစ်တကြစူးစီးစီးလောက် စိတ်ထဲမှာမေတ္တာတရားလည်းပြေးပါပြီတစ်ချိန်တည်းမှာပဲခိုင်မာတဲ့ကိုဘွားကိုခေါင်းဆောင်နိုင်တဲ့သူဖြစ်အောင်ကြိုးစားရတယ်။အဲ့လိုအချိန်နဲ့ရောက်နေပြီ။အဲ့လိုဖြစ်ဖို့အတွက်ကိုလည်းအရာဝတ္ထုတွေကလာနေပြီတဲ့။ဆိုတော့ Empire ဆိုတဲ့ကတော်တော်ကိုဒါကိုဘွားကိုတခြားဒီ Terror Environment မတူဒီ Empire ကအချစ်ကောကဘာကြီးရောကင်ထားတာ။ Terror မှာကပုံမှန်ဖြစ်ဆိုတာ Empire ကကဘာလုံးပဲကင်ထားတာ။အချစ်ကိုမကင် ဘယင်ကတ်တရလေဘယင်ဒီ egret ပေါ့နော် egret ကတ်တရဒါပေမဲ့သူက fairy မှာတော့သူကအချစ်မြတ်တာနဲ့ရှင်ပြီးသွားတယ်ဉာဏ်ပညာနဲ့ချစ်ချင်းတရားကိုအဲ့လိုရှင်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ခါကြတော့အဲ့တော့ fairy ကဘာလဲဆိုရင်အခုချိန်မှာသူကကိုဘွားကြီးကပြောင်းလဲဖြစ်တော့မယ်ဘိုင်ဝမ်နေနေနဲ့အဲ့တော့စူးစားပါကိုကိုလည်းအမြင့်တင်ပါနော် eo wire ရယ်လုံနေနေတော့မင်းတို့အဲ့တော့အချိန်အချိန်မဖြုံးနေနေတော့ဆိုတော့ energy မျိုးစပြီးရပါတယ်နော်โอเคအဲ့တော့ဘိုင်ဝမ်နေကို နောက်ဆုံးကျွန်မဒီ Victorian Ferry လေးတက်ကပ်ပေါ့နော်ကြည့်ကြည့်ပါမယ်ဆိုတော့ Victorian Ferry ကကျွန်မတိတ်မတော်ဘူးဒါပေမဲ့သူ့ရဲ့ message လေးကပါလဲပေါ့နော် Oops Aha the seer ဒီကကတော့ round ကြာနေပြီကျွန်မထင်တယ်အာ9:00 6:00လောက်ရှိပြီကျွန်မတော့ဘူးနော် ဒီကက်က retire ပေးလိုက်တာကြပြီဒီ Victorian Ferry ကိုနေ retire ယူလိုက်တော့ဆိုပြီးသူ့ပေးထားတာနေဆက်မသုံးတော့ဘူးနေကအနားယူခွင့်ပေးထားမယ်ဆိုမှနေသူကအရေးကြီးတဲ့အချိန်မှာ ferry ကတ်တွေကအရန်လှုပ်လှုပ်ပေးနေအောင်မယ် the serious တဲ့ကဘာလုံးကြီးတလားဆိုတော့ဒီ ferry ကတ်ကဘာပြောလဲဆိုတော့မင်းတို့ရဲ့ပိုင်ဝမ်းနေရအနာကက်ကိုဒီမှာတော်ကြီးတယောက်ကကြည့်ပြီးဟောပေးနေဒီတော်ကြီးကကျမပေါ့နော်ဒီတော်ကြီးက territory ကကျမပေါ့ပိုင်ဝမ်းနေမင်းတို့ရဲ့အနာကက်ကိုဒီဖွားကြီးကကြည့်ပေးနေတယ်ဒီဖွားကြီးကြည့်ပေးတာကိုမင်းတို့ အင်ဖော်မေးရှင်းကိုယူလိုက်ဆိုဒါမျိုးလေးပေါ့ okay ဆိုဒီကတ်တွေအမြဲပြောင်းဆက်ဆက်လေးရမ်းနိုင်တယ်အဲကြောင့်ကျွန်တော် fairy cut တွေတော်တော်မသုံးပါဒါမျက်နှာပြောင်းမယ်ဒီကတ်တွေကစတာပေါ့နော် fairy တွေကအရင်အစနောက်တက်ပါတယ်ဆိုတော့အဲ့တော့အဖွားကြီးက serious ဆိုတာတိပဲပါဆိုဒီ diary reader လေးလို့ပါပဲသူအနာကက်ကိုကြည်ပြီးဟောပေးနိုင်တဲ့ဥစ္စာပေါ့နော်ပညာရှင်တွေပေါ့ဆိုတော့အဲ့တော့ပိုင်ဝန်းတွေကိုထပ်ပြီးပြောတာအနာကက်ကိုကြည်ပေးနိုင်တဲ့သူတယောက်ကပြောနေပြီအဲ့တော့မင်းတို့ကြိုးစားကြဆိုပြီးတော့ fairy တွေကမဆီပြီးတော့ပါတယ်ဒီဒီကပိုင်တူလေးကိုသွားမယ် And number two, call me parch that mirror reflection. Okay. Mirror reflection, call me parch. So by Julie the Mali. လက်တော့ဘောနော်ဝစ်ကျွေးကန်ကျွေးဘဝရဲ့ဒီကျွေးတွေပေးဆက်နေရဟိုင်လို့ခံစားရတူပါအချစ်ကျွေးမေတ္တာကျွေးတချို့ဆိုညီကောင်မောင်မတွေနဲ့မိဘတွေနဲ့ပတ်သက်ပြီးအကျွေးတစ်ခုဆက်နေရလို့ခံစားနေရတဲ့သူတွေပေါ့အနည်းဆုံးကိုကောင်းမှာဝစ်ကျွေးဆိုတဲ့စကားက ကြုံနေငါဘာဝေကျွေးတွေနဲ့ကြုံနေလဲမသိဘူးအောက်လောက်သွားရသူလည်းဘာဝေကျွေးတွေခံရမလဲမသိဘူးဝိဆိုတဲ့ဟာနဲ့ပတ်သက်ပြီးအရင်စဉ်းစားနေသူတွေပါတယ်ဝိလဲစီခြင်းနဲ့ချွေဆိုဝိလဲစီခြင်းနဲ့ဆိုတာပေါ့ကိုယ်မကောင်းတာတွေသွားရသူတွေပေါ့မဝိလဲစီခြင်းနဲ့ချိုးကြောက်လဲအဲကိုကကောင်းတာလုပ်ထားတဲ့အတွက်ကောင်းတာပြင်ရခြင်းနဲ့ကိုဘာကြောင့်အခုလိုဝိတွေကြုံနေရလဲဆိုတော့သိချင်နေရသူတွေပါတယ်ပေါ့နော်တခုကောင်းတာ mirror reflection ဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုနိုင်နေရှူတော့ကနေပြီးကိုကြည်နိုင်နေရှူတော့ကနေပြီးတော့ကြည်နေတယ်အပြည့်ကတော့ ကိုကိုတုံးသက်လို့မရသေးဘူးဗောနောပိုင်တူကြီးဒါမှရသလောက်တော့ကိုကိုအပြန်လှန်တုံးသက်နေတယ်ပြီးတော့ကိုတက်ဖက်တုံးသက်တာလည်းမဟုတ်ဘူးဒီမှာဒီ twin flame ဗောအခြေမှာ twin flame ရှိရတူရဆိုလို့ရှင်လဲကိုနဲ့ကိုရဲ့ twin flame နဲ့ကနော်ဒါမှကိုရဲ့ soul mate နဲ့ဒီမှာ twin flame connection နဲ့ twin flame နဲ့အဲ့လိုတစ်ခုခုဝေးကွာနေအောင်မျိုးဆိုသူလည်းတုံးသက်တယ်ကိုလည်းပြန်လှန်တုံးသက်တယ်ဗောနောအဲ့လိုခြေနေမျိုးပါ အဲ့ twin flame ကပါလေဆိုတော့ကျွန်မနောက်မှပဲဟိုတေးချ twin flame နဲ့ပတ်သက်ပြီး post တွေရတယ်ရေးထားတာတွေအများကြီးပါအဓိပ္ပာယ်တွေဖွင့်ဆိုရင်ဖွင့်ဆိုရင်းနဲ့နားလည်အောင်ပြောရင်ပြောနေ twin flame ရတချို့ဆိုရင်ဟို twin flame ဆိုပြောလိုက်တန်းတည်တယ်အဲ့ဒါချို့ကအခုချိန် twin flame ကဘာမှမသိသေးဘူးပေါ့ twin flame ကပါလေပေါ့ဆို twin flame က special connection တွေအကြောင်းပြောပြတာပေါ့နော်ဆိုတော့အဲ့နဲ့ပတ်သက်ပြီးတေးချချိန်ပြီးပြီး organize ပြန်ပြန်လုပ်ပေးရအောင်မယ် twin flame က စိတ်ပြရမယ့်အရာမဟုတ်တလို့ပတ်စံရှာစားပြီးလင်းရမယ် connection လည်းမဟုတ် twin flame acid ဆိုတာကလူတယောက်ဘဝကိုပြောင်းလဲပေးနိုင်တဲ့ connection တစ်ခုလို့အာဒါလူတွေမှာလူတိုင်းမှာလည်းမရှိဘူးရှိတဲ့လူတွေကသူအကြောင်းဆက်အကျိုးဆက်နဲ့လာတာဆိုသဘောပေါက်အောင်ပြောရမဟုတ်ချို့ရ twin flame ဆိုရင် twin flame ဆိုကောင်းစီအောင်မှာပတ်စံရှာမယ်အတန်းနေဖွင့်မယ်ဒါတွေလောက်ရမယ် something like that ဆိုတော့အဲ့ဒီ money making ကိုလည်းတေချာလေးကို overcome မယ်မလို့အဲ့မလောက်ရအောင်ဆိုတာမျိုးတွေပြောပြ ပြီးရေးပြထားတယ်အများကြီးရှိရပါတော့ အကြုံဆုံးပြောပြရပါဘော twin flame နဲ့ပတ်သက်ပြီးဒီမှာ twin flame connection နဲ့ပိုင်းတူမှအများကြီးပါလာလို့လေ soulmate တွေ twin flame နေနဲ့ပတ်သက်လို့ရှိရင် soulmate connection ဆိုတော့ရှင်းတယ်သူ့ရဲ့စိတ်နှလုံးသားကိုယ့်ရဲ့စိတ်နှလုံးသားသူ့ရဲ့နာဝိညာဉ်ကိုယ့်ရဲ့နာဝိညာဉ်အဖို့အပေါင်းပြုတ်နေတာပေါ့ twin flame ကတော့လေကိုယ်ဒီဘဝအဆက်ဆက်ကဖြည့်ကျင်းနေတဲ့ပါရမီတွေကြုံရတဲ့အချင်းမြတာနဲ့ပတ်သက်ပြီးတော့အမြင်ဆုံးအစဉ်အောင်ကိုမှန်းလာပြီးတော့အဲ့နေရာတခုကို manifest လုပ်ထားတဲ့သူတွေရဲ့ရှောက်ရတဲ့ ဘဝကံတန်သေးရပဲလူတိုင်းလျှောက်เสียမလို့ twin flame လမ်းကိုလူတိုင်းလျှောက်เสียမလို့လူတိုင်းလျှောက်เสียမလို့တောင်လဲအာငါ twin flame လမ်းလျှောက်เสียမလို့တော့ဘယ်လိုလုပ်မလဲဆိုတော့မဟုတ်ဘူးကိုလမ်းကိုလျှောက်ရလူဆိုကိုတန်တရားကံနဲ့ကိုလာတာ twin flame နေကသူတို့နှစ်ယောက် twin flame ဖြစ်တယ်ဆိုတာသူတို့နှစ်ယောက်ကြားမှာအပြန်လန်ခြေရမယ်ဝိတ်တွေအပြန်လန်တောင်းမှန်ဝင်ချရမယ်အရာတွေအပြန်လန်ဒီ mirror reflection ပေါ့နော်အပြန်လန်သုံးသပ်မယ်အရာတွေအပြန်လန်ကိုကိုသူနဲ့ကိုနဲ့မျက်နှာချင်းဆိုင်လိုက်တဲ့အခါမှာကိုကသူ့ရဲ့တက်ဆိုင်ကိုမြင်သူကကိုရဲ့တက်ဆိုင်ကိုမြင်တဲ့ဟာတွေနော် ရဲ့မကောင်းကွက်တွေသူ့မှာသွားမြင်တာတွေသူ့ရဲ့မကောင်းကွက်တွေကိုယ်မှာပြင်မြင်တာတွေကိုမကြိုက်တဲ့သူ့ကိုမှသွားချစ်မိတာတွေကိုယ်မကြိုက်တဲ့သူ့မှာချစ်မိရဒါပေမဲ့အဲ့ဒါကဟိုလိုမျိုးတစ်ဖက်သက်ချစ်တာပြောမှာမဟုတ်ဘူး twin flame မှာဖြစ်တာတောင်းတော့နှုံသားတွေကချစ်နေပြီမှလည်းအပြင်မှာလက်မခံနိုင်တာပေါ့ဥမာထားပါဦးသူနဲ့ကိုယ်နဲ့တခုကိုယ်ပြချာနာနေလို့ အဲ့လိုမျိုးပေါ့လက်မခံနိုင်တော့ဘဲနဲ့တခုခုကိုယ်မာနာပေါ့နော်အဲကိုယ်မာနာအတာတားဆီးထားတာပေါ့အဲ့လိုပုံစံမျိုးပေါ့အာငါဒီမင်းကလေးကိုငါဒီယောက်ျားလေးကိုချစ်လို့မဖြစ်ဘူးတကယ်တော့ရင်ထဲမှာတော့ချစ်နေတယ်အဲ့မချစ်လို့မဖြစ်ဘူးငါရဲ့မာနာငါရဲ့အတာငါပြိုလဲသွားလို့မဖြစ်ဘူးအဲဒါမျိုးလေးပေါ့နော်ဆိုတော့အာ twin flame နဲ့ပတ်သက်လို့ရှိရင်ဒီဒီကို fairy တဲတော့မာနေတဲတော့မချိုးခင်မာနေ twin flame နဲ့ပတ်သက်ပြီး fairy တွေမှာလည်းအဲ့လို twin flame energy တွေပါတယ်ပေါ့နော် fairy တွေထဲမှာပါတဲ့ twin flame energy ကဘယ်တော့မှပြင်းလဲဆိုလို့ရှိရင်သူတို့က တောင်မန် ferry ဆိုဒီနေ့တငယ်လေးဆိုလေထဲမှာဝဲပြန်ပြီးတောင်မန်လေးနဲ့သွားရလို့မှာပေါ့နော်အဲ့တောင်မန်လေးနှစ်ခုသူရောကိုတောင်မန်တစ်ခုစီရှိကြရပေါ့အဲ့တောင်မန်လေးနှစ်ခုတည်း ဟိုဒီကတယောက်နှစ်ယောက်ချိတ်လိုက်တာနဲ့အဲ့လိုအပြန်လန်ကော်နက်ဖြတ်သွားသူ့ရဲ့တောင်မန်းလေးနဲ့ကိုယ့်ရဲ့တောင်မန်းလေးနဲ့ညှိသွားဥမာလိပ်ပြာသေးတယ်တယောက်နှစ်ယောက်အချစ်ချင်နူလို့ရှိရင်တောင်မန်းလေးတွေကတ်သွားတယ်အဲ့လိုပုံစံမျိုးပဲဒီ ferry တွေမှာလည်းအဲ့ twin flame တွေရှိတယ်ပေါ့နော် twin flame connection နဲ့ပတ်သက်ပြီးတော့ပြောပေးတာအဲ့ ferry တွေဆိုရှင်တဲ့သူတို့အပေါင်းဖို့အပေါင်းသင်းနဲ့တအားနေရှင်တဲ့သူတွေပါတာပေါ့နော်ချီနေပတ်သက်ပြီးအဲ့တော့ဒီပိုင်ထူးရဲ့မှာလဲလက်တလောကိုကအဲ့လို twin flame နေနဲ့ကွဲနေတာ twin flame နေနေချင်းပဲမနေနိုင်တာချစ်သူခင်သူရင်းနဲ့ဟိုတန်တဲ့ဝန်ဝန်ရှိပေမဲ့လဲဟို เจ้ามิวเนี่ยไม่สู้ซี้နိုင်นะกูเดี๋ยวแต่ทีจั่นพอแม่นี่ดาเดี๋ยวแท้เอ่อเดี๋ยวแท้สว่าที่กูไปหน้ามามีตาสู้ฤทธิ์อ่ะแต่แม้สู้ๆซี้ๆซี้ๆลงๆไม่ใช่เว้ยกูเดี๋ยวแท้เบ้ถั่วไปแล้วเนาะโหกูก็เปลี่ยนต้งตัดနေยาได้ ခြေအနေတွေရောက်နေတာဒါမျိုးတွေအများကြီးတွေ့ရတဲ့အပိုင်းတူမှာတော့ဗောနော်အဲ့တော့ February ကဘာပြောလဲဆိုရင်ကိုယ့်ရဲ့ twin flame connection ရှိနေခဲ့ရင်ဒီချာလေးတည်လာပါ soul mate connection နေ divine counter pet တွေ love connection နေအဲ့လိုမျိုးလေးအချစ်နဲ့ပတ်သက်တဲ့ connection တွေဗောနော်အဲ့လိုမျိုးတွေရှိနေရင်ကိုယ့်ရှိနေတဲ့ connection တွေတန်ဖိုးထားပါနော်အဲ့ဒါလေးကိုစပြီးတော့ပြောပါရစေဖြည့်ရောချက်ကြည့်အောင် Oh my goodness Voilà, les, le Seven of Winter, ok. Ben, je vais faire les Sorry. <coughs> three of Winter, reach out to others for comfort and love. You will grow stronger from this condition. Sadness that will heal with time. Ok. Vas-y, baum. Oh. Three of Winter, what's it? Right? What's it? ပိုင်တူးတွေယူလိုက်တဲ့အခြေအနေပတ်သက်ပြီးကိုယ့်ရဲ့ twin flame နဲ့ကိုနဲ့နောက်ပြီးလို့ရှိရင်အလုတ်ကင်ဆိုလဲအဲ့လိုပဲကိုကကိုလုတ်ချင်တဲ့အလုတ်နဲ့ကိုနဲ့ပေါ့နော်အဲ့လိုမျိုးအခြေအနေတစ်ခုရှိလိမ့်မယ်အဲ့အခြေအနေတစ်ခုမှာကိုကရွေးချယ်လိုက်ရတာပေါ့နော်အရင်တော့ရွေးချယ်မှုတစ်ခုကိုလုပ်လိုက်ရတယ်အဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ပြီးတော့ နစိပင်မှန်းသွားတဲ့သူတွေပါတာပေါ့နော်ဝန်းနေနေတဲ့သူတွေပေါ့โอเคပိုင်ထွေးတွေမှာအလုတ်ကြောင့်ခြေကြောင့်ဝန်းနေနေတဲ့သူတွေပါရဆိုရင်လေအဲ့ဒါတွေကအချိန်ကနေကုစားသွားလိမ့်မယ်တဲ့ကိုထပ်ပို့ပြီးတော့အခြေအနေနဲ့တောင်းတတဖြစ်ဖို့လိုအပ်နေတဲ့သူတွေစီကိုသွားပြီးမြစ်တာတွေပေးပါတဲ့နောက်အချင်းနဲ့ပတ်သက်ပြီးတော့အလိုကွဲကွာနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်မိသားစုပေါ့နော်ကိုမိသားစုမဟုတ်ပဲသူများအလိုကွဲကွာနေပေါ့နော်ကိုမိသားစုနေတော့မနေရအောင်တခြားမိသားစုအဒီနဲ့ပဲကိုကနေရတယ်ကိုမိသားစုအစ်စနဲ့မနေရအောင်နော် ချွေးစကုံးမိသားစုကိုချမ်းမြေနိုင်ငံညချက်သွားရတယ်တခြားလူတွေနဲ့နေရတယ်အဲ့လိုလူမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုလူတွေကိုပြောချင်တာပါလဲဆိုတော့အခုအချိန်နေရနေပို့ပြီးကိုဟာတန်မာတဲ့သူဖြစ်လာလိမ့်မယ်နော်ကုစားနိုင်တဲ့အထိမေတ္တာတွေပြန်ပြီးပြေဝလာလိမ့်မယ်ဆိုတာမျိုးစပြီးတော့ပြောတယ်အဲ့တော့ကုစီမှာခန်းချောက်သွားတဲ့ဟိုရုံရော့သွားတဲ့မေတ္တာတွေရှိသွားတယ်ဆိုရင်မေတ္တာရုံရော့သွားတဲ့အနေထားတွေရှိတယ်ဆိုလို့ရှိရင်မပူပါနဲ့အဲ့ဒါတွေကပြန်ပြီးတော့ပြည်တင်လာလိမ့်မယ်နော်ပြန်ပြီးစီဇန်ထွက်လာလိမ့်မယ်ဆိုပြီးတော့တွေ့ပါတယ်โอเค Prince of Autumn ကပဲပြန်ထွက်တယ် cautious but wise action okay အဲ့တော့ပိုင်းတွေးအနေနဲ့စိတ်ထဲမှာနာကျင်မှုတွေရှိနေဒီမှာဆိုရင် comic patch ဆိုတော့ဝကြွေးပေါ့ဝကြွေးကံကြွေးတွေဆက်နေရတဲ့အချိန်မှာ and to ရရဲ့ဝုံနဲ့ရင်ဆိုင်မှာတတိရှိပါမကြောက်ပါနဲ့ကိုလုံနေလောက်ကမှန်နေပြီအဲ့တော့ပိုင်းတွေးလည်းတော်တော်မှဘာကြီးလုံနေလဲတော့မပြောတတ်ဘူးပေါ့နော်ဒီအောင်ရှင်းနေဆိုတော့ quality စီးပွားရေးတွေအလုပ်တွေတခြားအရာတွေလည်းလုံမှာပေါ့နော် okay ခြေရေးစီးပွားရေးပညာရေးနိုင်ငံခြားကိစ္စအခုကတခုစီမံနေပေါ့နော်ချိုးရေးဆိုရင်အများအကျိုးဖြစ်စေမဲ့လုပ်ငန်းမျိုးလေးတွေအမှုပညာ project လေးတွေဒါလေး seasonal ရှိတယ်ပေါ့နော်ချိုးကြောက်လေကိုယ့်ရဲ့လုပ်ငန်းပိုင်းပေါ့လုပ်ငန်းတွေတိုးချဲ့မယ် market တွေချဲ့မယ်ဘယ်လိုပဲဝါ logic ပိုင်းပညာရေးဆိုလည်းသင်တန်းတွေထပ်တက်မယ် okay seasonal ပေါ့နော်အခြေရေးဆိုလည်းကောင်းတဲ့သူလည်းဆိုလည်းဆက်သွားမယ်မကောင်းတဲ့သူဆိုလည်းလွတ်ချမယ်မို့အောင်မယ် okay ကို plan တစ်ခုတော့ရပြီသလား โอเคအဲ့တော့ဝကြွေးတွေညာနေကြေသွားတဲ့ခါမှာဗာပြောလဲဆိုလို့ရှိရင်ဒီ phrase ကြီးကပိုင်တူးတွေကို plan တစ်ခုထွက်လာလိမ့်မယ်ဘဝရဲ့ရှောက်ရမယ်လမ်းမျိုး plan လေးတစ်ခုအဲ့ plan ကတစ်နှစ်တွင်းဖြစ်လာမယ်လို့ကျွန်မထင်တယ်2026တည်းမှာအရင်သိတာလိမ့်မယ်25ကုန်ပြီဆိုရင်သိတာဖို့ရှိရတယ်ဒါပေမဲ့တချို့က25ထဲမှာတော့အခုမကုန်သေးခင်ကိုသိတာဖို့ရှိတယ်တော့လုံးလုံးတော့မတူဘူးပေါ့နော် Nile autumn. Okay, reward yourself for all your hard work, being happily and successfully self-employed, cherishing your time alone. See, ပလန်လေးတစ်ခုရောက်လာမယ်ဆိုအဲ့ဒါပဲသိလားဝကြွေးတွေအားလုံးကုန်ဆုံးသွားပြီဝကြွေးတွေဆက်ပြီးဆက်ပြီးဟေးဝကြွေးတွေအကုန်လုံးကိုပြေလည်သွားပြီကြေလည်သွားပြီအကုန်လုံးကိုယ့်ကိုယ်လည်း healing လုပ်နိုင်ပြီဝကြွေးဆိုလေသူများကိုသွားပြီးတော့အဲ့လိုကြုံခံလို့ဆက်ခိုင်းတာမဟုတ်ဘူးနော်ကိုယ်စိတ်ထဲမှာရှိနေတယ်စိတ်ခံစားချက်တွေလည်းဝကြွေးပဲ နာကျင်နေတဲ့ဝေကြွေးတွေတော့မဟုတ်နာကျင်နေတဲ့ခံစားချက်တွေအဲ့ဒါတွေအကုန်လုံး healing လုပ်နိုင်ပြီဆိုလို့ရှင်တဲ့ဘာသာမလဲဆို9 of autumn reward yourself ကိုကိုစုချလိုက်တဲ့ for all your hard work ကိုတလောက်ဒီအလုပ်တွေပြင်းပြင်းထန်ထန်နဲ့ကိုစူးစမ်းပြီးတော့ပြီးဝေကြွေးလည်းဆက်ပြီးတော့ပြီးဆိုတော့ကိုကိုစုချဖို့ချိန်ရောက်ပြီး February တွေကဘာပြောလဲဆိုတော့တို့လည်းပဲစုချမယ်ပေါ့နော် sorry တော့မကြိုက်တာအဲ့ဒါပဲအေးအတန်အခုချိန်ကြီးမကောင်းသေးဘူး အတမကောင်းနေကြတယ်ရအောင်ဟောနေရတယ်လို့ကတနည်းဖြင့်ဆိုတော့အဖေကြီးကလည်းပြောလဲဆိုတော့သူတို့ plan တစ်ခုချပေးလိမ့်မယ်နော် plan တစ်ခုလာပေးပါမယ်တဲ့မင်းအောင်ကတော့အဆုချတဲ့အနေနဲ့ plan လေးတစ်ခုလမ်းပေးလိုက်မယ်ရောအင်ပေါ့ okay ဘာလီလဲပေါ့ the dreamer embrace your true purpose begin a new venture trust yourself တကယ်ကြည့်ကျွန်တော်ကလိပ်ပြလေးတွေအကြောင်းပြောခဲ့ရဟုတ် လေးပြာလေးတွေအချင်းချင်းတောင်ပန်လေးတွေနဲ့ထိဆက်ပြီးတော့เนาะရှိရဲဆိုတော့ဒီမှာနောက်ဆုံးဗာလေးကြတဲ့လေးပြာတွေ့လား fairy ထဲမှာမလေးပြာလေးဟာ the dream မှာဒီ tarot ရဆိုတော့ the fool ပဲဒါပေမဲ့လေဒီ tarot တခြား tarot တွေနဲ့မတူဘဲနဲ့ the dream မှာလေးကကြည့်ဟိုးမှာတိဆောက်ထားတဲ့ရေတိုက်ကလေးစီကိုသူသွားနေတာဆိုလားအဲ့မှာသူတရားအောင်နဲ့送လိုက်မယ်ဒီမှာကြည့်သူမျိုးလုံးမှိတ်ပြီးသွားသူမကြည့်ခွေးလေးကလမ်းပြရတယ်ကြည့်ပါဦးချက်စီရလေးမကြည့်မကြည့် စပီကွတ်စပီဂိုက်ဒီလမ်းပြရတယ်ဒီမှာဒီမှာဒီကိုသွားဒီကိုသွားတယ်လားကိုမသွားမှဆိုလို့တို့ကအကုန်လုံးတွန်းပို့ပြီးဒီသွားဒီသွားဒီမှာဒီလမ်းဒီလမ်းဆိုပြီးဘာမျိုးလုံးမိတ်ထားတာအောင်မျိုးလုံးမိတ်ထားပြီးတော့နော်ဆိုတော့ပိုင်တူးတွေကလေဒီမှာကိုရဲ့အတိတ်ကံဝေကြွေးတွေကိုဆက်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီမှာကိုကိုစုချရတဲ့စုလေးတစ်ခုကိုရလာတယ်ပေါ့နော်အဲ့တော့ဝေကြွေးတွေကံကြွေးတွေပြီးသွားပြီဆိုတဲ့ချိန်မှာကိုကကိုစုချထားတဲ့လမ်းလေးအတိုင်းကိုသွားနေရတယ်အဲ့မှာကိုတခုခုတွေ့လိမ့်မယ်လူတယောက်ကိုစောင်းနေသူတယောက်ကိုတွေ့လိမ့်မယ်ဒါမှမဟုတ်ကိုလူချင်းနဲ့အောင်မြင်မှုကိုတွေ့လိမ့်မယ် ခန်းသားချက်တွေတွေ့လိမ့်မယ်ကိုစောင့်နေတဲ့အရာတခုတွေ့လိမ့်မယ်ကိုလိုချင်နေတဲ့အရာတခုတွေ့လိမ့်မယ်ဝီကျွေးတွေကိုခြေပြီးတဲ့နောက်မှာအကုတူတွေကိုဝိုင်းလာမှာကိုလုခဲ့တဲ့ကုတူရဲ့အစုပုံဒီမှာတွေ့မယ်10ခုလုခဲ့ရင်10ခုတွေ့မယ်အခုတရားလုခဲ့ရင်အခုတရားတွေ့မယ်ဒီညာလေးကိုတော့တော့မျိုးလုံးလေးမှိတ်ပြီးတော့လာလိပ်ပြားလေးနဲ့အချို့အခြေအမှထူးခြားတဲ့ပြန်လည်တွေ့ဆုံမှုတွေပြန်ပြီးတော့ဖြစ်နိုင်ပါတယ်เนาะခုန Twin Flame နေဆိုလို့ရှိရင် Twin Flame Energy ကပြန်ပေါင်းစုံလာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်โอเคအဲ့တော့ နောက်ချက်ဘာဖြစ်မလဲဆိုတော့ fairy တွေအနေနဲ့နောက်ဆုံးပါ message ထပ်ပြီးတော့ပေးမယ်ပေါ့နော် Victorian fairy တွေဆိုတော့ဒီ Victorian fairy ကကျွန်မဒီအငင်းနဲ့ပြောတယ်ဒီ Victorian fairy ကိုလေကျောတော့ retire ပေးလိုက်တာတော့ကြာပြီမဟုတ်တော့ဘူးပေါ့နော်အာနင်းနေမှာတုံးခဲ့ရကြာပြီမဟုတ်တော့ဘူးကျွန်မတို့ပင်စင်ပေးထားတာပေါ့နော်လူလူဆိုရင်တော့နားလိုက်တော့ပေါ့အေးစစ်တောင်းတတာထားဒါပေမဲ့နားလို့မရဘူးအေးအေးပေါ့ဆိုသူကဆိုရင် အာရန်ကိုရတာဗောနော်သူကဆိုရင်တချို့ရတယ်မရှိဘူးဗောသူပြ ferry တွေနဲ့ပတ်သက်ရင်ဗောနော်ဆိုတော့ဒုံတိလည်းဖြေးပါတယ် okay အဲ့တော့ပိုင်တူးရင်းနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တယ်ဗော Kino's rain ဟွန်းဟွန်းပိုင်တူးနဲ့ပတ်သက်ဗာပြောချင်တယ်ဆိုရဲခါကြတော့ဒီမှာသူကလေသူ့ပလင်မှာထိုင်နေရနေသူထတာဗောနော်အဲ့ ferry ကဒီနဲ့တငယ်ကဗာပြောချင်တာလဲဆိုရင် အခုကစပြီးတော့ပြောအောင်မချိန်ရောက်ပြီဟေးတဲ့နော်ပြင်းပြုံးရွှေရွှေလေးပဲသူပြောနေတဲ့ချိန်ကသူမျက်နှာလေးကပိုင်တူးလေးဘာပြောလဲဆိုရင်ဘာကြီးစိတ်ညစ်နေဘာကြီးဟိုဖျက်နေအခက်ခဲဖြစ်နေတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဝကြွေးကန်ကြွေးလေးကုံတော့မှာကိုပြောမချင်ရောက်ပြီကိုတို့ကောင်းတဲ့အရာလေးရောက်လာပြီလေဆိုပြီးတော့သူကတက်ကြွပြီးခြေလှမ်းနေတာဒီလိုပုံစံမျိုးကိုစီကိုလှမ်းလာနေအဲ့တော့ဒီပိုင်တူးလေးစီကို ဒီတိတ်မကြခင်ပေါ့နော်အဲ့လိုအိမ်မက်တွေမက်တာမျိုးထူးခြားတဲ့အတွေ့အကြုံမျိုးလေးတွေဂျုံရတာမျိုးနော်နဲ့တငယ်တွေကမှဒါ Kenos Spring ဖြစ်တဲ့အတွက်ကြောင့်မို့ຫນွေဦးပေါ့နော်အာຫນွေဦးရာသီနဲ့ပတ်သက်ပြီးတော့အမှတ်တရရှိရသူတွေပိုင်တူးရွေးထားတဲ့မှာຫນွေဦးရာသီတစ်ခုခုနဲ့ပတ်သက်ပြီးတော့အမှတ်တရရှိရသူတွေຫນွေဦးရာသီတစ်ခုခုနဲ့ပတ်သက်ပြီးကိုယ့်ရဲ့နာမည်မှာကိုယ့်ရဲ့အလုပ်ကိုင်တွေမှာရှိနေသူတွေຫນွေဦးရောက်ပြီးရဲ့ຫນွေဦးရဲ့ဘရင်တွေပေါ့နော်ຫນွေဦးရဲ့ဘရင်ຫນွေဦးရာသီကိုအာပိုင်ဆိုးတဲ့နှစ်တငယ်ဘရင်တစ်ပါးနေပြီးတော့လှမ်းပြောနေ နှွေဦးရောက်ပြီတဲ့ဆိုပြီးအဲ့လိုပြုံပြုံလေးလှမ်းပြီးတော့ပြောနေရမျိုးလေးရှိရပါတော့ဆိုတော့ဒါသူပေးတဲ့ message ပေါ့နော်ဒါကိုနဲ့ kait နေတဲ့သူဆိုရင်ယူပါသူ့ဘက်ကတော့အရင်ပြောပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ဒီလူကြွေးတွေပြီးဆုံးသွားတဲ့အချိန်မှာကုသိုလ်ကောင်းမှုတွေလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့ it's time to move by နော် move online တော့မဟုတ်တော့ it's time to move ဆိုတော့ကြာကွာနည်းနည်းဆက်လုပ်ရှာရှာလောက်ရအောင်မဲ့အချိန်လေးပါထိုင်ပြီးတော့ငေးမှန်နေစရာမလိုတော့ပါဘူးတဲ့ အာနောက်ပြီးတော့ winter ဆိုတဲ့ sound twin ပေါ့နော်ခက်ခဲတဲ့ sound twin တွေကိုကြော်ဖြတ်နိုင်ခဲ့ပါပြီတဲ့အခုချိန်မှာ spring လေလေးကိုပြန်ပြီးတော့ရောက်ခဲ့ပါပြီတဲ့ summer ဆိုတဲ့နေရာဒီမဟုတ်ပဲ spring ဆိုတဲ့နေဦးရာဒီလေးနဲ့အစပြုပြီးတော့ sound twin တွေကုံဆုံးလို့နေဦးကိုရောက်ပါတော့မယ်ဆိုတဲ့ information နဲ့ fairy လေးတွေပြလိုက်ပါတယ်ဒီလောက်ပါပဲရှင်